ားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖက်ပြပေးခြင်းနဲ့စာအုပ်လေးကတော့စိုင်းဆရာမငွေတားရေးသားထားတဲ့ချီရေးကတော့လွယ်ပါသေးဆိုတဲ့ဝိတ္ထုတိုလေးပဲဖြစ်ပါတယ်ကျမကတော့စာဖတ်သူညလင်းကုန်ဖြစ်ပါတယ်ရှင်ချီရေးကတော့လွယ်ပါသေးအမှန်ပင် ကျွန်တော်အဖို့ချီရေးကတော့လွယ်ပါသေးကြော့ကြော့ချိုကဲ့သို့သောချိုပြုံးသည့်မျက်နှာချီငန်ပြပြသောအပြောအဆို ရင်ကျေးဖော်ရသည့်အမှုအရာများဖြင့်အဖက်ဖက်က ပြည့်စုံနေသည့်ခေပညာတက်ရုပ်ရည်ကျော်ရှင်သောလှရမင်းကလေးကိုချစ်ရန်အရေးမှာကျွန်တော်အဖို့လျင် မလွယ်ပဲရှိနိုင်ပါလိမ့်မည်နီဒီထက်ဆိုရလျင်ကြော့ကြော့ချိုးသို့မဟုတ်ချို့မှာကျွန်တော်အားအများတကာထက်နေရာတကာစေတနာပေါ်ရှာသည်မဟုတ်ပါလောလက်ရောရှာသည် မဟုတ်ပါလောယင်းဤခင်မင်ရှာသည်မဟုတ်ပါလော ျွန်တော်တို့နှစ်ယောက်မှာစာဖတ်ဝါသနာချင်းကလည်းတူလာကြတယ်။ရေမောပျော်ရွှင် နောက်ပြောင်နေတတ်သောဒလိကလည်းတိုက်ဆိုင်လာကြတယ်။တောတောင်ရေမြေစတဲ့တဘာဝအလှပါကိုညံ့လို့တွေ့တာမှုနိုင်လေညင်ညွတ်လာကြတယ်။ထို့ပြင်ဂိတဝါသနာထုံရမှာလည်းနှစ်ယောက်စလုံးဘသူဘသူမှမတအောင်ဖြစ်ကြတယ်။ထို့ကြောင့်လဲကျွန်တော်တို့အင်းမြမြန်မြန်ဆန်ဆန် ြင်မင်ရင်းနှီးမှုကိုကြားကြပေးတယ်။စင်စစ်တော်ကချို့တော့ပြောင်းလာကြသည်မှာမကြလာသေးပါ။တို့ရာတွင် ရောက်သည့်နေမှာစား၍နှစ်ရက်အတွင်းမိတ်ဆွေဖြစ်၍သုံးရက်အတွင်းအကျွမ်းဝင်သွားကလေးငါးရက်ခန့်အတား၌အထူးသဖြင့်ရင်းနှီးပွင့်လင်းစွာပြောကြသည့်အထိဖြစ်သွားကြပါသည်။ကျွန်တော်ကိုမမြင်လျက်ပင်ကြောကြော လူသူလေးပါးကြားအောင်ပင် ခေါ်ခြင်းလဲအော်ခေါ်နေကြတယ်။ သူ့မှာဘသူကဲ့ရဲ့မှုကိုမှဂရုမစိုက်ပါ။သူလုပ်ချင်တဲ့ဆန္ဒရှိရင်ထင်းထင်းရှားရှားပင် ရောင်းလို့လို့ရှိပါတယ်။ဟော အခုလည်းဖော်နေပြန်ပါပြီ။ဥတော်ဆိုရည်တဲ့။ကျွန်တော်နှုံမှာမထူးလိုက်နိုင်ပြီပင် သူရှိရာတော့လှက်ကြည့်မိပြီဖြစ်ပါတယ်။ခါတိုင်းကဲ့သို့ပြူငါသောအပြုံနဲ့ချစ်เสียကောင်းသောချို့ကို တွေ့ရပါတယ်။ဘယ်နဲ့လဲဥတော်ဆိုရည်။ဒီနေ့တော့အပြင်မထွက်တော့ဘူးလား။ဟွန်းဟွန်း ကျွန်တော်ကခေါင်းရမ်းရင်ဆိုလိုက်ပါတယ်။ဒါဖြင့်အေးအေးဆေးဆေးစကားပြောကြရမှာပေါ့ဟုတ်လား။ချိုကမပြုံးတပြုံးမေးရကျွန်တော်ပါတက်ပို့၍နှခမ်းပေါ်တွင်အပြုံးရောင်တန်းသွားမိပါတယ်။ပြောနိုင်ပါတော့ကောချို ချိုကရဲလိုက်ပါတယ်။ပြောနိုင်ပါတော့ကော မလုံးနဲ့ဥတော်ဆွေချိုကတော့ပြောချင်တာမဟုတ်ဘူးနားထောင်ချင်တာဟင်ကျွန်တော်ကစူးစမ်းတယ်လို့ညင်လိုက်ရ ချိုကမူဂျင်းမိုးလျက်တာရှိနေပါတယ်။လွေဦးပေါက်ဖြစ်၍တစ်ပင်တိုင်းလိုလိုရွေးညိုများစွန့်လို့၍ထီထီကြီးတကိုယ်တော်ဇက်ခင်းနေကြပါတယ်။ဒီအကန်းခဲများမှာအစ်စ်ထွက်လာမြည်ပရွေရွက်မွာကလေးများမှာမိုးရေကို အထူးငန်းလင်းလျက်ရှိကြပေတယ်။မိုးရွာမှာသူတို့သည်အကန်းအခက်၌ထွင်ဖောက်၍တိုးတာထွက်တာမြည်မဟုတ်ပါလော။သို့တော့မိုးကမူမရွာသေးပါဘူး။ ဲပြောပါလေဘာတွေစဉ်းစားနေပြန်ပြီလဲဥတော်ဆိုရဲ့ကျွန်တော်ကမို့သူနဲ့ရွယ်တူလောက်ရှိတဲ့လူတယောက်ကိုအိုးတက်ခေါ်သေးချို့အားဘာပြောရမယ်မှန်မသိတိုင်းအငေးသာကြည့်နေမိတယ်ချို့ကမျက်လွာချလိုက်ပြီး သူ့မိနေတဲ့ဗရောက်ပင်မှာပြုတ်ကျလာသည်ရွက်ရော်လေလွင့်ကို စီးဖမ်းလိုက်ပါတယ်ကျွန်တော်ခုတက်တိုင်းဘာပြောရမည်ကိုမသိသေးပါဘူး စင်စေပြောစရာကောရှိပါမည်လားတို့ရာတွင်ချိုးကစတင်၍တိတ်ဆိတ်ခြင်းကိုဖြိုခွင်းလိုက်ပါတယ်ကဲဥတော်ဆွေနေတော်မင်းနဲ့ချိုးမေးတာပဲဖြည့်စမ်းပါအောင်ဒီတိတ်ရွယ်ကလေးဟာသူ့ဘာသူပြုတ်ချင်လို့ပြုတ်ထွက်လာတာလားဒါမှမဟုတ်တခုခုရဲ့ပြောခါကြောင့်မပြုတ်ချင်ပဲပြုတ်ကြခဲ့ရတာလားဒါကတော့တခြားပြောခါမပါလဲသူ့အလိုလိုတနေ့မှာ မြေကြီးပေါ်တော့ခုံစေးအောင်မှပဲမဟုတ်လားချို့ကျွန်တော်ကအဖြစ်ပေးသလိုလိုနဲ့မေခေါ်တဲ့တခုထုတ်လိုက်ပါတယ်ချို့ကကျွန်တော်ကိုအတိတ်ပဲပပါကြည်ပါတယ်နောက်ခတ်တီတီပဲဒါဖြစ်ဥတော်ဆွေကဒီသေးရွယ်ကလေးအတွက်ဘလို့မှစိတ်မတိခိုက်ဘူးဆိုပါတော့ဟုတ်လားဩချို့ချို့ကြော့ကြော့ချို့ငွေဦးပေါက်ပြီးတစ္ဆာပင်မိုးကိုမှမဆောင်တော့ပဲရွယ်စုတို့ကို ဖွင့်ထုတ်လိုက်ပါပြီလေဤသို့သာကျွန်တော်စိတ်တွင်မှာမိတမ်းဖြစ်ပါတယ်ချိုးကတော့ဒီလိုကြီးတာဖြစ်ပါတယ်တခါကဆိုလျင်လဲကျွန်တော်တက်တော့ချိုးလို့နဲ့လာပြီးဘုလိုမမျောလင့်ပဲအတိကျွမ်းဖြစ်ရတာသိပ်ဝမ်းတာတာပဲကြော့ကြော့ချိုးကျွန်တော်အပေါ်မှာကြော့ကြော့ချိုးတို့ဟာအထူးပဲစေတနာကောင်းကြပြီးအထူးသဖြင့်ကြော့ကြော့ချိုးကဆိုရင်ခေါ်ရွေတယ်ရင်ကျေးတယ်ရင်းရင်းနှီးနှီးခင်မင်တတ်တယ် ရှင်းရှင်းပွင့်ပွင့်ပြောတတ်တယ်။ကျွန်တော်စကားမဆုံးမီကြော့ကြော့ချိုးကရဲလိုက်ပါတယ်။နောက်တော့ပါဥတော်ဆွေ။အော်ဒါတဲ့ကြော့ကြော့ချိုးကိုချိုးလို့သာခေါ်ပါဥတော်ဆွေ။ကိစ္စမရှိပါဘူး။ဟုတ်ကဲ့ကြော့အဲချိုးချိုးကရဲပြန်ပါတယ်။ကျွန်တော်လည်းကိုကိုကိုသဘောကျ၍ရောရဲမိတယ်။ကျွန်တော်ကတော့ဥတော်ဆွေပဲလားချိုး။ကြည်စဲသောအဖြစ်မေးမိပါတယ်။အိုးဒါကတော့ ဥတော်ဆွေကျင်းတဲ့လို့ဖြစ်ရစေမပေါ့ချို့အဖို့ဝင်မလေးပါဘူးပြောလေဘလို့ခေါ်စေခြင်းတလဲဆိုတာချို့မျက်လုံးများမှာဝင်းပြောင်နေတယ်သူ့မျက်လုံးများကို ကျွန်တော်ကြကြရင်ဆိုင်ရဲပါ ထို့ကြောင့်အလဲကနောက်ထပ်ပါချို့အခုလိုပဲခေါ်တာကြိုက်ပါတယ်ဟိုစကားဖြတ်လိုက်ရပါတယ်ကြော့ကြော့ချို့ကကျင်းတဲ့ပုံမပေါ်ပါသို့တော်ဟန်မပြက်ပင်ဥတော်ဆွေက တိတ်လူကြီးဖြစ်နေတာကို ကျင်းတဲ့လို့ပေါ့ရှင်ဟိုဆိုကတစ်ချက်များကျဲလိုက်ပါသေးတယ်တို့ရတွင်တိုက်လဲခြင်းမရှိတွေ့ချောက်ချောက်ဟန်ရတာဖြစ်သည်ဟိုကျွန်တော်အတက်ဆိုခြင်းမာတော့တယ်အော်ကြော်ကြော်ချူအတုတ်လျင်ကျွန်တော်သူပြောသည်များလိုက်၍ရောနိုင်ပါမည်လေတကယ်ဆိုပါကကြော့ကြော့ချုံမှာကျွန်တော်ကိုရိုးရိုးပင်ခင်မင်လေသလားဆက်ဆက်ပင်ခင်လေသလားကျွန်တော်တတ်ရမသိနိုင်ခဲ့ ရိုးရိုးခင်၍ပြောချင်ရာပြောချတတ်သောတလေးကြောင့်ဆိုပါကတော်ပါသေးတယ်။သို့မဟုတ်ပါမို့သို့မဟုတ်ပါမို့ကတော်တော်မှတော်တော်ပင်ခက်သည့်ပြဿနာတရဖြစ်တော်မူရဲ့ကျွန်တော်ပြောခဲ့ပါပြီ။ကျွန်တော်အဖို့ချို့အားချစ်ရန်အရေးကဘယ်ကူလှပါတယ်။တကယ်ဖြစ်မြောက်ရန်ဆိုသည်မှာအိမ်မက်၌ပင်မဖြစ်နိုင်ခဲဟုကျွန်တော်အတိအကျယူဆမိပါတယ်။အကယ်၍ကျွန်တော်ကလည်းရောပြီးထားပါအောင် ျွန်တော်ဤချစ်ရန်စခန်းသည် ချောချောချူချူမှဆက်ရောက်လာနိုင်ပါမည်လို့ဆက်ရောက်လာပြီပင်ထားပါအောင် ကျွန်တော်အပြင်တယောက်တွေ့ကဒီလိုသာကြက်ကြက်ချူပြုတ်မူမှာဖြစ်ဟုတ်ကဲ့ကျွန်တော်မတွဲဝင်လောက်အောင်ဖြစ်ရပါတယ်မိုးတိမ်တို့သည်ပါ၍မိုးသားတို့လည်းလွင်ခဲ့ပါပြီမိုးရေကိုငှမ်းလင်တော့ရွက်နှုတ်ညာညပရစ်မှာပြူတိပြူတိနဲ့အစွမ်းကုန်ဆက်မထွက်နိုင်ရှာသည် ကျွန်တော်လည်းအကြံအိုက်လာပါတယ်။ကျွန်တော်ကြော့ကြော့ချိုအနာမှာအမြန်ဆုံးထွက်သွားလျင်ကောင်းမြေထင်မိပါတယ်။ချိုကျွန်တော်အေးနိုင်သမျှအေးသောလေတံဖြင့်ခေါ်ရတယ်။ဆိုဥတော်ဆွေချိုက ကျွန်တော်ပြောပြစကားများကိုကြိုတင်သိထားသလိုတန်ပြန့်နဲ့ဆိုလိုက်ရာကျွန်တော်ပြောစရာတွေပျောက်ကုန်မှာတော့တယ်။ချိုသည်အဝေးသို့သာ ငေးကြည့်နေတယ်။ကျွန်တော်ကလည်းတခုံးမှမဟာ ဒီအတိုင်းနေရသည်မှာလဲရင်ထဲတွင်တင်းကြပ်ကြပ်ရှိလာသည်ဖြင့်ကဲချိုကျွန်တော်တခုမေးမယ်ဟိုစယုံသာရှိသေးတယ်ချိုကမဲပြုံးကလေးပြုံးကလက်ကရင်တော်ပါပြီဥတော်ဆွေဘာမေးကောမှမမေးပါနဲ့တော့ဥတော်ဆွေစီကအဖြေသာ ချိုလိုချင်တာပါဟိုဆိုတယ်အဖြေအဖြေကျွန်တော်ဘလို့ဖြေရပါမင်းလဲကျွန်တော်ဖြေနိုင်ဖို့ရန်ထား၍ဒီမေးခွန်းကို ချိုကဓာတ်ရိုက်ကြည့် ရေးမချလိုက်ပါနဲ့ဟိုပင်တဆုတောင်းနဲ့ဆုတောင်းနေရသည်ကိုသိတင်ပါတယ်။ဒီမြတာမကချိုးကဲ့သို့အစအစအရာရာ ပြေဆုံးပြီးချစ်စရာကောင်းတဲ့မိန်းကလေးကိုချစ်ဖို့အရေးကလည်းကျွန်တော်အဖို့လွယ်ကူလာချောင်းကိုသိတင်ပါသေးတယ်။နောက်ဆုံးတွင်ကချိုးကဲ့သို့သောပိုင်ဆိုင်သူလက်ရှိနဲ့မလို့လက်တဲ့လူတအူအားကျွန်တော်တေးလူမတက်အောင်ပင်ချစ်မိစေကား ရည်သည့်နည်းနဲ့များယူ၍မဖြစ်နိုင်ကြောင်းကိုပဲချိုကောင်းစွာ နားလည်သင့်သည်မဟုတ်ပါလော။မှန်ပါတယ်ချိုတို့မဟုတ်ကြော့ကြော့ချိုမှာဘိုးသိန်းဆို၏ချင်းမကြီးသည့်ဇနီးလာကလေးပင်မဟုတ်ပါလော။ဒီအကြောင်းကိုကျွန်တော်မသိသည်လည်းမဟုတ်။ဘိုးသိန်းဆိုနဲ့ခင်မင်သည်လည်းမဟုတ်။ဘိုးသိန်းဆိုမှာချိုအပေါ်တွင်စိုးသွမ်းနှိမ့်ဆက်နေသူလည်းမဟုတ်။ဤတို့နဲ့မှာကျွန်တော်ကဇိုးပြူမှုလျင်ကျွန်တော်လား ိုဟွာရုံမာသူတစ္ဆာမဲ့သူလောကနာချိနိုင်တော်မူမထင်ပါဘူးတို့ရတွင် ချိုးကားကောင်းမှလာပါတယ်ကျွန်တော်နဲ့မျက်နှချင်းဆိုင်ဆိုင်မိတိုင်းဒီအကြောင်းကို မရောက်ရောက်အောင်တနည်းနည်းနဲ့လက်ပတ်ဆွဲယူသွားတတ်ပါတယ်ကျွန်တော်ရှောင်ရပါညာလာပါပြီတနည်းနည်းတွင်မရှောင်နိုင်အောင်ဖြစ်လာလိမ့်မည်လို့ဟိုကျွန်တော်တင်ကြိုးစိုးရိမ်ပြီးပါတယ် ကျွန်တော်တို့ယခုကာလဝတ္ထုများတွင်ပန်းဆိုင်သူရှိလျက်နဲ့တပါသောယောက်ျားတို့နဲ့ကြည့်ခင်ဆုံးမဲ့ချီးရင်ဖက်ကြတယ်။သူတို့ဤစင်ကြေမှာယခုမှချစ်သူစေမေတ္တာစစ်ကိုတွေ့ရသည် ဟုဖြစ်တယ်။ဤစင်ကြေဖြင့်သူတို့အားတနာရမရောရာသူတို့ပင်အနိုင်ပေးရတော့မရောရာဖြစ်ရပြန်တော့တယ်။ကြော့ကြော့ချုံမှာဤဝတ္ထုများကို နှိချ၍အကိုအကာပြုသူပင်ဖြစ်တန်ရတယ်။တကယ်တကယ်ဖြစ်နိုင်မဖြစ်နိုင်ကား ကြော့ကြော့ချူလုံးဝစဉ်းစားမိရမတူပါကျွန်တော်သူ့လိုပင်လာရွေမရမီလုံးမဖြစ်နိုင်ပါညီသူပင် သူ့ကိုချစ်ရန်အရေးလွယ်ကူစေကားမို့ကျွန်တော်ရှေ့မတော်ဝင်ပါဒီအကြောင်းကိုသိရင်ကြော့ကြော့ချူကကျွန်တော်ကိုညီသူဆိုမည်မသိပါ လူကြောက်ဟုပင်ခေါ်လေမည်လားသူတော်ကောင်းဟန်ဆောင်သည်ကြောင်သူတော်ဟုပင် ဆိုလေမည်လားညီတို့ပင်ဖြစ်စေ သူကျွန်တော်ကိုတော်တော်ကလေး ညက်နေပြီကိုကသိတာခဲ့ပါပြီ။ကဲပါချိုးရဲ့ချိုးနဲ့ကျွန်တော်နဲ့ဟာစိတ်ချင်းသဘောချင်းကစနေရာတကာတူခဲ့ကြတာကြီးပါပဲ။ဒါဟာဟိုဘွားဘွားတွေကမာနမာချင်းလဲတော်ခဲ့ကြလို့ဖြစ်မှာပါပဲ။ဘူဘွားမှလည်းတတိတခြားစီတတိပေးခဲ့ကြပေမဲ့ကြံဖန်တီကျွန်းခင်မရသေးတာပဲ။ဒါဟာရစ်ဆက်ပဲချိုး။ဒီရစ်ဆက်အတိုင်းနိဗ္ဗာန်မရမီဆက်ကြတန်တရာအဆုံးကို ချက်သွားနေကြတော့မှာ။ ောင်နှမတို့မဟုတ်ချစ်ဆွေတွေအဖြစ်နဲ့နေသွားကြရဖို့တော့ကျွန်တော်ဆူတောင်းမိသားပါဘူးလည်းငယ်အချိန်တွေမှာပဲမောင်နှမနဲ့မချဘူးမဟုတ်လားဒီတော့ချိုးကျင်းတဲ့လောက်ပြီးထင်တာပါပဲကျွန်တော်ဤစင်ဝေးရန်ဆောင်စကားကို ချိုးကမဲပြုံးပြုံးပါတယ်ဒါပဲအဖြစ်ပဲပေါ့ဟုတ်လားဥတော်ဆွေနှုတ်မှမထွက်တဲ့ဖြစ်ကျွန်တော်ကခေါင်းကိုသာညှို့ပြလိုက်ရပါတယ်ချိုးမျက်နှာမှာမဲ့ကနေဖြစ်သွားပါတယ် သူမေးတာမေးနေရတယ်။စိတ်ထဲတွင်ကကျွန်တော်ကိုအထူးပင် မျှော်လင့်ချက်ထားနေမှန်းယခုကျွန်တော်သိရပါပြီ။သူ့မာနာကိုလည်းအတော်ထိခိုက်သွားဟန်တူပါတယ်။ကျွန်တော်မှလည်းအမှန်ကို ပြောရပါမို့သူနဲ့မိပြက်ဆွေပြက်ဖြစ်ရမှာကြောက်မိတယ်။ဘာကြောင့်ဟူ၍ကမသိ။ကျွန်တော်သူ့ကိုချစ်နေ၍ပင်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။သူဖြစ်စီက ကျွန်တော်သူပြောသည်များ လာရောပြုတ်လို့ရန်ကအထိုးတလဲကို ကြောက်ရွံ့မိလာတယ်။ဒုံလဲမလုပ်လို့ပါ။ကျွန်တော်မြစ်တာမှာဖြူစင်တန်ရှင်းတော့မြစ်တာသာဖြစ်နိုင်ပါလိမ့်မယ်။ဒီအကြောင်းကို ကျွန်တော်ကချိုးသိစေချင်တယ်။ထို့ကြောင့်အထက်ပါအတိုင်းရှင်းပြရခြင်းဖြစ်ပါတယ်။သို့တော့ကြော့ကြော့ချိုးကခေါင်းမှလာပါတော့တယ်။ကိုစိုးဟာချိုးအပေါ်မှာကောင်းတာအမှန်ပါပဲ။ဒါပေမဲ့သူနဲ့ချိုးနဲ့က ရဲဝါဒနာချင်းမတူကြဘူးဥတော်ဆွေသူချို့ကိုအဆဆအရာရာ မချို့ငဲ့ရအောင်ကြောက်ရွံ့ပြုစုထားတယ်ငကစားဘူးအပြော်အပားမလိုက်ဘူးချို့မှာသူ့အတွေ့ပူပန်စရာဘာမှမရှိခဲ့စေပါဘူးဒီလောက်အခြေအနေကို သူကတာဝန်ကုန်ပြီသူချို့ကိုချစ်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြည့်စုံပြီလို့ယူဆတယ်ဥတော်ဆွေဒီပြင်ဘာလို့သေးတယ်လဲချို့ ကျွန်တော်ကအံ့ဩတယ်လို့မေးမိပါတော့တယ် ချိုကမူမခန့်လင်းစာတွေ့ချောက်ချောက်ရဲလိုက်ပြီ။ဩဥတော်ဆွေကလည်းဒီလိုပဲယူဆတဲ့ပုံ။ဒါပေမဲ့ဥတော်ဆွေကချို့စိတ်တိုင်းကြပိုပြီးဖြစ်ဆွမ်းနိုင်ပါလေ။ဖရာကြီးဓာတ်ရိုက်များပင်ပြောချလိုက်ပါပြီကော။ကျွန်တော်မျက်လုံးပြူသွားမိပါတယ်။ဘို့လို့တင့်ရိတ်ကလေးမှာအေးအေးဆေးဆေးရဲစရာမောစရာတွေပြောလို့အရာရာအကျိုးအကြောင်းတိုင်ပင်လို့ ကိုစိုးမှာဒီလိုမရှိဘူးဥတော်ဆိုချိုသွားကျင်တယ်ဆိုရင်တော့ဘယ်ဖြစ်ဖြစ်ရောက်အောင်ပို့တာကြီးပဲဒါပေမဲ့သူကဆလို့ချိုရေဘယ်သွားရအောင်ဟဲလို့မစို့ဘူးဘူးကျွန်တော်ပင့်သက်ရှင်မိပါတယ်ချိုမျက်နာမှာဝမ်းထဲရောင်များတန်းနေသည်ဟိုကျွန်တော်ထင်မိပါတယ်ဒါပေမဲ့ချိုသူ့ကိုမပြောခဲ့ပါဘူးသူစိတ်ချမ်းသာတယ်လို့ပဲနေပါစေ ချိုအတွက်အနောက်အရှင်မဖြစ်ပါစေနဲ့လို့ဒီလိုပဲနေခဲ့ပါတယ် ။အိုးအဲ့ဒါချိုမားတာပေါ့။ကျွန်တော်လှုပ်ခနဲ့ဆိုမိပါတယ်။ချိုသည်ပြူးကျဲသောမျက်လုံးများဖြင့်ကျွန်တော်ကိုမော်ကြည့်ပါတယ်။ဟုတ်တယ်ချိုချို့အလိုဆန္ဒရှိတာသူ့ကိုဖွင့်ပြောမှာပေါ့ဒီပြေတခြားအဲ့လီချို့စိတ်ကူးလွဲနေပြီထင်တယ်ချို့ကမူဘာမှမပြောပါကျွန်တော်ရင်ထဲနိုင်လဲမငြိမ်မသက်ဖြစ်နေပါတယ်မိမတွေဟာဒီလိုကြီးပဲလားဒီအထဲတွင် ကျွန်တော်တို့အပြစ်ကောမပါဘူးလားပါပါလိမ့်မယ်ချိုဘိုးသိန်းစိုးကိုမချစ်ဘူးလားမသိဘူးချိုကစောင့်ဆောင်အောင်အောင်ဖြေပါတယ်အိုးမဟုတ်တာပဲချိုကျွန်တော်ကအကောင်းမင်းနေတာပါ ချိုကရုတ်တရက်ဘာမှပြန်မပြောပါ ကျွန်တော်ကစိတ်ပဲချိုသူ့ကိုချစ်ပါတယ်ဒါပေမဲ့သူ့ခမချိုဆန္ဒကိုတေးတေးချာချာနားမလဲသေးလို့ခုလိုဖြစ်နေတာပါဒါကိုချိုကပြုတ်ပြင်းပေးမှာပါ စိတ်ကူးမလဲပါနဲ့ချိုးရဲ့ချိုးကမူငေးရွေ့တာနားထောင်နေပါတယ်နောက်ပြီးကျွန်တော်တို့ခုမေးပြရစီချိုးဒီပြင်းမင်းကလေးတွေလည်းဒီလိုကြီးပဲလားဟမ်သူတို့ခင်မွန်းတဲ့တွေကမကျင်နာဘူးထင်ရင်ဒီလိုပဲတခြားတခြားအဲကျွန်တော်80ရန်အားနာသွားတဲ့ဖြစ်ရဆိုင်ဆိုင်ဖြစ်သွားပါတယ်တို့ရတွင် ချိုးကမူစိတ်ဆိုးသောအမူအရာမပြပါ ဦးတော်ဆွေက ချို့ကို ဖောက်ပြန်တဲ့မိန်းကလေးတယောက်လိုယူဆနေတာကိုနော်ဒီတခုပဲချို့ဝမ်းနေပါတယ်ဦးတော်ဆွေကချို့ကိုဖောက်ပြန်တဲ့မိန်းကလေးတယောက်လိုယူဆနေတာကိုနော်ဒီတခုပဲချို့ဝမ်းနေပါတယ်ဦးတော်ဆွေရဲ့ဘဝအတွေ့အလိုဆန္ဒမပြည့်ဝခြင်းလည်းနေပါစေဒီလိုမစွတ်စွဲပါနဲ့ဦးတော်ဆွေအိုးကျွန်တော်ချို့ကိုစွတ်စွဲသလိုဖြစ်သွားသလားချို့တောင်းပန်ပါတယ်ဗျာ ဒါပေမဲ့ချို့ကိုတော့နှမရင်းလိုဖြစ်နေလို့မင်းဆန်းပြရစေ။မိန်းကလေးတွေဟာဒီလိုကြီးပဲလား။ဟမ်။ကျွန်တော်တင့်မတင့်ရမရမစင်သားနိုင်ပဲသူမေးလိုက်မိပါတယ်။ချို့ကမိတို့များတုံလုံးဟန်မပြပါ။ကျွန်တော်ကသာစူးစမ်းသလိုမော်ကြည့်ရင်။ဥတော်ဆွေတိတ်သိကျင်နေတာပဲကို နော်။ပြောပါမယ်လေ။ဥတော်ဆွေအတွဲဆိုရင် ချိုးကဘာမစိုးစွတ်လို့ပြီးသားပါ။ ကျွန်တော်အနည်းရကြက်သွားပါတယ်။အားလဲနားသွားပါတယ်။ချို့ကိုပင် အလိုလိုက်တော့မလို့ဖြစ်သွားမိတယ်။သို့တော့ကျွန်တော်ရင်ထဲမှာစိုးရင်ကြောင်ကြမှုကတားဆီးလာတဲ့ဖြင့်အင်ဒရီရစွာပင်ချို့အပြောကိုစောင့်နေပါတယ်။မိမတိုင်းလည်းမဟုတ်ပါဘူးဥတော်ဆို။ချို့စကားအပြတ်တွင်ကျွန်တော်ရင်အနှဲငယ်အေးသွားပါတယ်။ဒါပေမဲ့ကျွန်တော်ကမန်းကရန်တားကြည့်မိရာ ချိုကအတိတ်ပဲပါပါ ပြုံးလိုက်ပါတယ်။နောက်မှချိုလိုပဲသူတို့ရဲ့ခင်မွန်းတဲ့တွေက အလိုက်မတိတတ်တဲ့သူများတော့စိတ်ထွေခြင်းထွေမိမပေါ့။ဟင်။ကျွန်တော်မျက်လုံးပြူသွားမိတယ်။ချိုပြောတာမဟုတ်ပါလား။ကိုစိုးတဲ့ဥတော်ဆွေကပိုပြီးချိုသဘောကိုလက်ရောနိုင်တယ်လို့ကျွန်တော်ငြေသွားပါတယ်။ကျွန်တော်ချိုတို့ရောက်တဲ့နေမှာစရွေးချိုတို့ထန်လိုက်တာအထူးသဖြင့် ချိုးတဲ့သာအချိန်ပုံတတ်တယ်။ထို့ကြောင့်လဲချိုးကကျွန်တော်ကို တမျိုးတမျိုးထင်၍မျောလင်းချက်ဖြင့်ကြိုးစားတယ်။တကယ်ဆိုပါကလည်းချို့လိုချိုးပြုံးသည့်မျက်နှာထားခြေငံပြပြသော အပြော်အဆိုးရင်ကျေးဖော်ရွေတဲ့အမှုအားဖြင့်အဖက်ဖက်ကပြည့်စုံတဲ့ခေပညာတတ်ရုပ်ရည်ကြောချင်းသောတာယမင်းကလေးကိုခြေရန်အရေးမှာ ကျွန်တော်အဖို့အတို့လျင်မလွယ်ပဲရှိနိုင်ပါလိမ့်မည်နီတည်တဲ့ဆိုရလျင်ကြော့ကြော့ချုံသို့မဟုတ်ချို့မှကျွန်တော်အားအများတကာထက်နေရတကာစေတနာပို့ရှာသည် မဟုတ်ပါလောဒါရောရှာသည် မဟုတ်ပါလောယင်းဤခင်မင်ရှာသည်မဟုတ်ပါလော သို့တော်ချို့ဤအတင်းတွက်ကံမှုကပင်ခြေရင်းလွယ်သလောက်ကျင်ရင်းမလွယ်ဖြစ်ရချေတယ်ချို့အပြုတ်အမှုကစင်စဲ့ ကျွန်တော်အဖို့သင်ခန်းစာတရဖြစ်ချေတယ်။သိုးရင်ချင်းသည် ကျွန်တော်ရင်ရွေး၌စူပွက်စာပြုနေပါပြီ။ချိုကနဘောအမူအရာနှစ်ပင်ကျွန်တော်ကို ကြည်နေပါတယ်။ကိုကိုဆွေအိမ်စည်းမှအတန်ကြာရသဖြင့်ငှက်ကြည့်လိုက်ရ။လေးဘက်လေကားရင်တွင်ရက်နေသောကျွန်တော်စနီးနှုတ်ကိုမြင်ရပါတယ်။ကဲချိုအိမ်ထဲဝင်ပါအောင်လား။ကျွန်တော်ကအိမ်ဘက်သို့ခြေလှမ်းရင်းချို့ကိုဖျက်ရ။ ချိုကပြင်းရင်းစွာခေါင်းကိုရန်လိုက်ပါတယ်။နောက်မှပဲဥတော်ဆွေကျွန်တော်နဲ့နှူတော်သည်လေကားနဲ့မလန်မကန်ရက်ခင်းအဆန်နိုင်စုံမိကြတယ်။နှုတ်ရင်ကြော့ကြော့ချိုတော့မကြခင် ပြောင်းချလိုက်မယ်ထင်တယ်ဟုသဘောကျသလိုအချိုဆုံးလေတန်းဖြင့်စတင်လိုက်ပါတယ်။အော်ဟုတ်လားအခုဘာလို့အိမ်ထဲဝင်ကြတယ်လဲ။လူကချိုသွားရာကိုလှမ်းကြည့်ရင်းမိကုံထော်ပြန်ရာ။ ျွန်တော်မယုံသလိုဖြစ်သွားရမှာရေမောရင်ဖြေးလိုက်ရပါတယ်။မသိပါဘူးနှုတ်ရဒီမိမကတမျိုးပါ။လူကမို့ပြုံလိုက်ပါတယ်။ကျွန်တော်မျက်နှာမထားတတ်ပါ။တကယ်တော့မိမတယောက်ကိုချစ်ဖို့လွယ်သလားကျင်ဖို့ခက်ပါပြီတော့တယ်။ဟုတ်ကဲ့ကျွန်တော်အဖို့ချို့ကိုချီးရတဲ့နှုတ်ကိုကျင်ဖို့အရေးကို ပို၍ကြိုးပမ်းရပါတော့မယ်။ကြိုးလဲကြိုးပမ်းပါတယ်။ကြိုးမှာခင်ဗျာ။ ဟုတ်ကဲ့ပါရှင်။စာရေးဆရာမငွေတာရေးသားထားတဲ့ခြေရေးကတော့ရွယ်ပါသေးဆိုတဲ့ဝိတ္ထုတော်လေးကဒီနေရာလေးမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်။နားဆင်သူအားလုံးစိတ်ချမ်းသာခြင်းပိုးရကြမှာခြင်းနဲ့ပြည့်စုံကြပါစေရှင်။